င်္ဂလာပါရှင်ဒီဇင်ဘာလ10ရက်ဗုဒ္ဓဟူးနေ့ကင်ထရဝတီ time တင်ဌာနရဲ့ညနေခင်းရုပ်သံတင်အစီအစဉ်ကနေလွိုင်းကုံမြို့မှာအရက်သားနှစ်ဦးမောင်းနေလာတဲ့လယ်ထွန်းဆက်မိုင်းချိတ်မိလို့နှစ်ဦးဒဏ်ရာရခဲ့တဲ့တင်ပရူဆိုမန်ဆက်သက်ကအရက်ဝတ်နဲ့တက်ပြင်းထွက်ပြီးမြေမြုပ်မိုင်းတွေထောင်လာကြောင်းတရိတ်ဆန်တွေမကြခဏမိုင်းထိနေတယ်ဆိုတဲ့အကြောင်းကရင်နီပြည်ကခြေရွာအုပ်စု90တခုမှာရွေးကောက်ပွဲမလုပ်နိုင်ကြောင်း UEC ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့ ထိုင်းဂရင်းနီနယ်ဆမအပြည်ပြည်ဆိုင်ရာလူခွေရင်နေအထိမ့်မဲ့အဖြစ်ဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့တဲ့အကြောင်းတွေကိုတင်ဆက်ပေးပါမယ်။ရိုင်းကွန်မြို့ပန်ကန်ရက်ကွက်မှာနေထိုင်တဲ့အမျိုးသား2ဦးပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ကတောင်ယာခင်းကအပြန်မိုင်းထိတာကြောင့်တံရရခဲ့ပါတယ်။ပန်ကန်ရက်ကွက်အနောက်ဘက်မှာရှိတဲ့တောင်ယာခင်းမှာအလတ်လုပ်ပြီးအပြန်လမ်းမှာမောင်းနေလာတဲ့လက်ထုံစစ်နဲ့မိုင်းချိန်မိတာကြောင့်ပေါက်ကွယ်မှုဖြစ်ပွားခဲ့တာပါ။ မိုင်းကြောင့်ထိခိုက်မိသူ2ဦးကအသက်40အရွယ်နဲ့အသက်55နှစ်အရွယ်အမျိုးသား2ဦးဖြစ်ပါတယ်။လက်ရှိမှာတော့လွိုင်းကော်မြို့ကအမတ်ခွန်စစ်ဆေးရုံဂဒေတရားမှာဆေးကုသမှုခံယူနေကြပြီးစစ်ကော်မရှင်ကတော့အဲ့ဒီမိုင်းဟာတော်လရင်တပ်ဖွဲ့တွေ ထောက်ထားတဲ့မိုင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။တစ်လီလုံးစစ်ဆေးရေးအတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့မြို့ပေါ်ရက်ွက်တွေမှာနေအိမ်ပြလာနေထိုင်တဲ့သူတွေနေအိမ်သက်ရှင်ရင်ပြလာလောက်ကြတဲ့ပြည်သူတွေဟာမချခဏမိုင်းနေမိတာရှိပေမဲ့ စစ်ကောင်စီကတော့တရင်ဖော်ပြတာမရှိပါဘူး။လွိုင်းကော်မြွတ်တွင်မိုင်းရှင်းလင်းရေးအတွက်စစ်ကောင်စီလက်အောက်ခံစစ်အင်ဂျင်နီယာတပ် GE ကိုဒေသခံတွေကအခကျင်းငွေပေးဆောင်နေရပေမဲ့လက်ကျန်မြေမြုပ်မိုင်းတွေနေမိသူရှိနေဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ပြူစုံမြင့်တဲ့အတွင်းစစ်ကော်မရှင်တပ်ဆွဲထားတဲ့နေရာအနီးကတောင်ရခင်းတွေနဲ့လူသွားလာနိုင်တဲ့နေရာတွေကိုစစ်ကော်မရှင်တပ်သားတွေအရက်ဝတ်နဲ့တပ်ပြင်းထွက်ကမြေမြုပ်မိုင်းထောင်တာတွေရှိနေပါတယ်။ ကျေးရွာအနီးဝန်းကျင်အပြင်တောင်ပေါ်ရီထိမြင်းမြုပ်မိုင်းထောင်တာရှိတယ်လို့မြေပြည်တည်အရင်မြစ်တွေကကန်ဒရာဝတီတိုင်းကိုပြောပါတယ်။ဒီမော့ဆိုပရူဆိုလမ်းမကြီးကိုတောင်းလာနိုင်ဖို့စစ်ကော်မရှင်ဘက်ကကင်းရှင်ယူထားတာပါ။လက်ရှိမှာတော့စစ်ကော်မရှင်ရဲ့မြင်းမြုပ်မိုင်းကြောင့်တရိတ်ဆန်ထိခိုက်သေးဆုံးမှုပုံမများပြားလာကစက်တင်ဘာလကနေနိုဝင်ဘာလအထိနွားအကောင်ရေ20ထက်မနည်းမိုင်းနေမိတာရှိတယ်လို့သိရပါတယ်။ဒီမော့ဆိုပရူဆိုလမ်းမကြီးတခြားကိုလူထုတွေအနေနဲ့ တိထားသွာလာချဖို့ကိုလည်းတော်လရင်တပ်ဖွဲ့ဖက်ကအတိပေးထားပါတယ်။ဂရနီပြည်ကမြို့နယ်လေးခုမှရှိတဲ့ကျေးရွာအုပ်စု50တခုမှရွေးကောက်ပွဲအပိုင်းတင်တဲ့နေ့ကိုကျင်းပနိုင်မှာမဟုတ်ဘူးလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ပါတယ်။ရိုင်းကွန်မြို့နယ်မှာတော့ပါလောင်ကျေးရွာအုပ်စုနဲ့တီးလုံကျေးရွာအုပ်စုကလွဲလို့ကျင်းတဲ့ကျေးရွာအုပ်စုတွေမှာရွေးကောက်ပွဲပြုလုပ်သွားမှာပါ။ဒီမောင်ဆွေမြင့်နေမှာတော့ငွေတောင်ချေးရွာအုပ်စုမှသာရွေးကောက်ပွဲကျင်းပနိုင်မှာဖြစ်ပြီ ကျန်တဲ့အုပ်စု26ခုမှာတော့ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ဆိုပါတယ်။ခရစ်ဆိုမြို့နယ်မှာတော့ကျေးရွာအုပ်စု73အုပ်စုဘောလခဲမြို့နယ်မှာတော့မြို့တွင်းစစ်ကော်မရှင်ဘူဟာတက်ရှိတဲ့နေရာကလွဲလို့ကျန်တဲ့အုပ်စု10စုမှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း UEC ကပြောပါတယ်။ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ကျေးရွာအုပ်စုတွေဟာစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ဒေသတွေဖြစ်ပါတယ်။ လူဦးရေ3တိန်းဝန်းကျင်ရှိတဲ့ Greeny ပြည်မှာ2024စစ်ကော်မရှင်တကောင်စင်းကောက်ယူနိုင်မှုအရေးအတွက်ကလည်း3000ကျော်သာရှိခဲ့ပါတယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူခွေရင်းနဲ့အထိမ်းအမှတ်အဖြစ် Greeny အမျိုးသားလူငယ်အစည်းအရုံး KNYO ကနေဓာတ်ပုံကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။လူထုတွေအနေနဲ့လူခွေရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေကိုသိရှိပြီးကိုယ်အခွင့်အရေးဖြစ်စေ၊တပေါင်းသူရဲ့အခွင့်အရေးကိုဖြစ်စေ တံပိုးထားလေးစားနားလည်စီလိုတာကြောင့်အခုလိုပြုလုပ်ရတာဖြစ်တယ်လို့ KNYO ရဲ့တာဝန်ရှိသူက Candrawati Time ကိုပြောပါတယ်။ဒါအပြင် KNYO ကလူခွေရေးချိုးဖောက်ခံရမှုရုံနယ်အောင်ပြည်သူတို့နဲ့ပူးပေါင်းလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။တပ်ပုံကမ်ပိန်းကိုတော့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မှာ Time Greening နေဆက်က KNYO အဖွဲ့ဝင်တွေပြုလုပ်ခဲ့ကြတာပါ။ KNYO ကနေ Greening လူထုတွေအတွက်လူအခွင့်ရေးဆိုင်ရာအသိပညာပေးတည်တန်းတွေကိုပြုလုပ်ပေးတာရှိပါတယ်။ လူတိုင်းကသူညီလွတ်လပ်တဲ့ဂုံတိုက်ခါအခွင့်အရေးတွေနဲ့မွေးဖွားလာသူ ဖြစ်တဲ့အလျောက်လက်ရှိမှာလေးပေးဆက်ခဲ့ရတဲ့မြောက်များစွာထဲကကိုအခွင့်အရေးအရေးအနည်းတွေကို ပြန်သွေးကြည့်ကတံပိုးထားသက်ဖို့နဲ့လိုက်နာဖို့လိုအပ်ကြောင်း KNYO ကတိုက်တွန်းလို့ဆိုထားပါတယ်။ Control Media ထိုင်မြင်ရတဲ့ခရုံတန်တဲ့ရင်ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျမ်းမာပေးခင်ကြပါစေရှင်။ကျမမောင်ညာမှာပါ။